အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့ចောင်းသားတော်တော်များများမှားသည့်မှားထားရှိကြတယ်ပေါ့နော် buff ing လို့ခေါ်တဲ့ gerund gerund လို့ခေါ်တဲ့ buff ing လို့အလွယ်ပြောကြတယ်ဒါနဲ့ infinitive 2 by 1ပေါ့နော်သူတို့နှစ်ခုသူတို့နှစ်ခုရဲ့နော်သူတို့နှစ်ခုရဲ့ဒီခြားနာချက်လေးတွေပေါ့တချို့အာဒီမှာတော့ထူးခြားတဲ့ uses လေးတွေကိုပြောသွားမှာပါ buff and engine လေးလိုက်မယ်ဆိုရင်ဘလို့အဓိပ္ပာယ်ပြောင်းသွားလဲတချို့ buffs လေးတွေရဲ့နောက်မှာပေါ့နော် buffs follow by buff and engine or infinitive တချို့ buff တွေရဲ့နောက်မှာ engine လိုက်လိုက်ရင်အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားပြီးတော့ infinitive လိုက်မယ်ဆိုရင်အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားတာမျိုးလေးတွေเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြသွားမှာပါပထမတစ်ချက်ကတော့ like and left and prefer ဆိုတော့ဒီ၃လုံးဒီ၃လုံးရဲ့အနောက်မှာ buff and engine လဲလိုက်လို့ရတယ်လို့ to infinitive လဲလိုက်လို့ရတယ် တချို့နေရာတွေမှာဆိုရင်တော့အသေးပြာတိတ်ပြီးတော့မကွဲပြားဘူးပေါ့နော်အတူတူဒီအာ similar ဖြစ်တယ်ဆိုရင်မြတ်တချို့နေရာတွေမှာတော်တော်လေးကွဲပြားသွားတာမျိုးရှိတယ်အခုဒီဗီဒီယိုလေးမှာတော့ကွဲပြားသွားတဲ့အကြောင်းတွေပြောမှာပါ like left profile ရဲ့နောက်မှာ buffer ring ကြီးလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ to infinite လိုက်မယ်ဆိုရင်ဘယ်လိုမျိုးဖြစ်သွားမလဲ okay so the first one is buffer ring ကြီးလိုက်တဲ့အကြောင်းလေးကိုစဉ်းစားရအောင် i like traveling by train i like traveling by train so it means general truth ဆိုတော့ဒါ generally ပြောတာပေါ့နော်အဲ့တော့ဒီယထာနဲ့ခရီးသွားတာကိုနှစ်သက်တယ် I love traveling by train I prefer traveling by train ဆိုတော့ဒါ general truth ကို ပြောခြင်းတဲ့အခါမျိုးမှာဒါသူ့သူ့အတွက်ကတော့ဒါ personally true ဖြစ်တယ်ပေါ့နော်သူ့အတွက်ကတော့မှန်တယ် I အတွက်ကတော့ I like traveling by train I like to travel by train when I visit your share ဒါကြတော့ specific situation ဖြစ်သွားတယ် more particular a little more particular တတိတတန်တိချဆန်သွားရပေါ့နော်ယောရှိယောသွားတဲ့ခါကျရင်တော့ရထားနဲ့သွားရတာကိုကြိုက်တယ် i like to travel by train ခြားနေရာလေးဆိုရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီ particular တိချဒီနေရာကိုသွားမယ်ဆိုရင်တော့ i like to travel by train အဲ့ဒီနေရာမှာ i like traveling by train when i visit yoshia ဆိုပြီးတော့မပြောဘူး specific particular ဖြစ်ခြင်းနဲ့အတွက်နော် तू က i like to travel ဆိုပြီးတော့သုံးတယ်နောက်ထပ်တစ်ခုရှိသေးတာက I like sambatin. I like sambatin me. I enjoy sambatin ကိုပြောချင်တာပဲ။နော်အဲ့တော့ဒီနေပူစာလုံရတာကိုကြိုက်တယ်ဆိုတာသူရဲ့ enjoyment ကိုပြောတာ။ရေးတဲ့သူရဲ့ enjoyment ကိုဖော်ပြလိုက်တာ။ ing လိုက်တာက။အဲ to infinitive ကော I like to get into the office early. I like to get into the office early. ရုံးစစောရောက်ချင်တယ်ဒါသည် the appropriate thing to do things to do ပေါ့နော်ကိုလုပ်ရမယ့်အရာပေါ့ဒါတင့်တော်တဲ့ကိုလုပ်ဆောင်ရမယ့်အရာမျိုးပြောချင်တဲ့ခါမှာ i like getting into လို့သွားမပြောတော့ဘူး i like to get into the office early အဲ့တော့အတုံးနှုံးနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းက general truth ကိုပြောချင်တဲ့ခါ ing လိုက်တယ် and then ဒုတိယတစ်ခုက enjoyment ကိုဖော်ပြချင်တဲ့ခါ ing နဲ့ရှိတယ် like to infinitive like to infinitive ကကြတော့သူကတီးတန့်ဖော်ပြချင်တဲ့အခါ a little more particular and this one is the appropriate thing to do appropriate thing to do ကိုလုပ်ရမယ်เนาะဒီလိုအပ်တဲ့ပေါ့เนาะဒီတင့်တော်တဲ့အရာတွေကိုလုပ်ရမယ်ဆိုတာမျိုးပြောခြင်းတဲ့အခါမှာ like to ဆိုပြီးတော့သုံးပါတယ်ဟောဒါ like ing နဲ့ to infinitive ကွာခြားချက်ပေါ့เนาะ okay နောက်တစ်ခုဆက်သွားရအောင်ဒီမှာတော့ mean m e n mean ရဲ့နောက်မှာ ing လိုက်ရင်ဘာဖြစ်မလဲ infinitive လိုက်ရင်ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာစဉ်းစားကြမယ် i didn't mean to wake you up intention ပေါ့နော်ဒါရည်ရွယ်ချက်ရှိရှိရည်ရွယ်တယ်ဆိုတဲ့အတိတ်ပဲကိုပြောချင်တာ I didn't mean to wait you up ငါမင်းကိုလို့သွားဖို့မရည်ရွယ်ပါဘူး Did you mean to send this email to me မင်းကကိုဒီ email ပို့ဖို့ရည်ရွယ်ခဲ့တာလားရည်ရွယ်ချက်နဲ့ပို့လိုက်တာလား I meant to call you yesterday အမျိုးမနည်းအားဖုံးဆက်ဖို့ရည်ရွယ်ခဲ့သေးတယ်နော်ဖုံးဆက်ဖို့စိတ်ထဲကအလိုရည်ရွယ်ချက်ရှိရပေါ့နော် intent i intended to call you yesterday အဲ့တော့ to to လိုက်တယ်ဆိုရင်အဲ to infinitive လိုက်တယ်ဆိုရင်ဒါ intention ကိုပြောချင်တာပေါ့နော် mean to ဆိုရင် intention ကိုပြောချင်တာ so ing ရရော ing ရဘယ်လိုသုံးမလဲ getting a degree at oxford university where mean studying hard အဲ့ဒီအဓိပ္ပာယ်ကြတော့ in for လို့ require လို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာဒီလား Alors, di Oxford University ma, di guri ya bu, no? Ya bu a so yin, when mean studying ha, sa jo sa a me, sa jo sa, sa jo jo sa sa lo chen rui, ba wen ya me bo no, when mean studying ha, when involved, when require studying ha to do it. Being a doctor means working long hours. Being a doctor require or involve working long hours. This job means traveling a lot this job requires, this job involves traveling a lot. means now my like so you know, involved or require or look at this or a table of your channel mean to so you know that intense or a table of your channel okay so uh so you not cook set was a man did the car neat okay neat car or need to need ing i mean quality so we need to give everyone အာလူတိုင်းကိုပေးဖို့လိုအပ်တယ်နော်လူတိုင်းကိုပေးရမယ်ပေးဖို့လိုအပ်တယ်ဆို this is active use အနေနဲ့သုံးထားတာပေါ့နော် we got need to give everyone တခုခုပေးမယ်ပေါ့လေ the environment needs protecting ဒီစာကြောင်းမှာကြာတော့ environment ဒီ protecting လိုအပ်တယ်ဆိုတော့အဲ့တော့ပတ်ဝန်းကျင်ဒီဒါဒီ passive use နဲ့သုံးထား needs to be protected ပုံမှန် passive အနေနဲ့ရေးမယ်ဆိုရင် needs to be protected the environment needs to be protected အာပတ်ဝန်းကျင်ကြီးကိုကာကွယ်ဖို့လိုအပ်တယ် အဲ့လိုမရေးချင်ဘူး personal မရေးချင်ဘူးဆိုရင်အိုင်းချီတစ်ခါလေးလိုက်လို့ရတယ် the environment needs protecting ဆို passive unit နဲ့တုံးတာပေါ့နော်ဆိုနောက်တစ်ချောင်း the car needs cleaning the car needs to be clean လို့ပြောချင်တာပဲဒီကားကတန်ရှင်းရေးလုပ်ဖို့လိုနေပြီ the car needs to clean လို့ရေးလို့မရအောင်နော် needs to clean ဆိုရင်ကားကသူ့ဘာသူတန်ရှင်းလုပ်ရမလို့ဖြစ်နေပြီအဲ့တော့ the car needs to be clean or the car needs cleaning cleaning လို့နေပြီ အဒီနှစ်ကြောင်းကြည့်အောင် turn needs to be supervised more turn needs to supervise his stuff more so what's the difference between them turn needs to be supervised more ဆိုတာဒီ turn ဆိုတဲ့ကောင်လေးကို supervise လုပ်ပေးဖို့လိုနေပြီပို့ပြီးတော့ကြီးကြပ်ပေးဖို့လိုနေပြီလို့ပြောချင်တာအဲ့တော့ turn turn ကိုလုပ်ပေးမှာနော် turn ကိုကြီးကြပ်ပေးရမှာ turn needs to supervise his stuff more ဒါကြောင့် active use နဲ့သုံးထားတာ term ကသူ့ရဲ့ဝန်တန်းတွေကို ကြီးကျက်ဖို့ supervise လုပ်ဖို့လိုအပ်တယ်ဆိုတာဒီ active use ဒါဒီတုံ့ကိုလုပ်ဖို့လိုအပ်တာ passive use နဲ့သုံးထားတာပေါ့နော်အဲ့တော့ tonic supervising လို့သုံးတယ်ကြားရနော် tonic supervising အဲ့တော့ဒါဒီ ni နောက်မှာတူလိုက်တယ်ဆိုရင်တော့ရိုးရိုး active use ပဲအဲ့လိုမဟုတ်ဘဲနဲ့ဆိုတော့ nix ing လို့လိုက်မယ်ဆိုရင်ဒါ passive use ကိုပြောချင်တာပါ ောက်တစ်ခုသွားကြမယ်နောက်တစ်ခုက remember forget regret သူတို့ရဲ့နောက်မှာလည်းအရင်ချီလိုက်ရင်တစ်မျိုး to infinite လိုက်ရင်တစ်မျိုး i remember living hard i remember giving her the message when i saw her အတူမြင်တော့ကဒီ message သူ့ကိုပေးလိုက်တာပေါ့နော်ဒီကမာလေးကို message ပေးလိုက်တာလေးကိုငါတတိရတယ်ဆိုတာအဲ့အချိန်တော့ past memory ကိုပြောချင်တာအဲဆိုကြပါစို့မနေ့ကလားပြီးခဲ့တဲ့ဘက်ကလားသူ့ကိုတွေ့တော့ message အဲဒီသတင်းစကားပေးလိုက်တယ်ပေါ့ဒါမှမဟုတ်လဲ message လေးပေါ့နော်အဲဒီ message လေးသူ့ကိုပေးလိုက်တာဟိုငါပြန်တတိရတယ်လို့ပြောချင်တာ I remember Kevin ha I regret saying that because I upset her ငါသူ့ကိုစိတ်ပျက်သွားစေတဲ့အတွက်ဒီလိုပြောလိုက်ခြင်းကို နောက်ထပ်ရတယ် I regret saying that အဲ့ဒါလည်းပြောပြီးပြီနော်ပြောပြီးတဲ့ဟာကိုပြန်ပြီးတော့နောက်ထပ်ရတာ past memory ပုံစံမျိုးနဲ့သုံးတာ remember တို့ regret တို့ forget တို့ပေါ့နော်အဲ့တော့ forget ကတော့လေ forget တလုံးနဲ့ကြီးလို့များ i don't forget ဆိုတဲ့ပုံစံမျိုးနဲ့ရှိရပေါ့နော် i don't forget giving her the message နော်အဲ့လိုပုံစံလေးရှိရ to ဆိုရင်ရော please remember to give her the message when you see her ဒါကြောင့်လုပ်ရမယ့်အရာပေါ့ then to do now or later အခုတိုင်းမဟုတ်ရင်နောက်ပိုင်းမှာလုပ်ရမယ့်အရာမင်းတို့အမြင်တဲ့အခါမှာ message ပေးဖို့တတိယပါ please remember to give her နော်ဒါတော့ action ပေါ့နော် i regret to say we can't offer you the job မင်းကိုအလုပ်မပေးနိုင်တာပြောဖို့စိတ်မကောင်းပါဘူး we regret to say i'm sorry to say i'm regret to say so that this is the action and things to do now or later အခုလုပ်ရမယ့်အရာ or နောက်မှလုပ်ရမယ့်အရာဆိုရင် remember to regret to အရင်ချီတန်းလိုက်ပြီဆိုရင်တော့ဒါ past memory ကိုပြောနေတာပြီးခဲ့တဲ့အကြောင်းအရာကိုပြန်ပြီးတော့သတိရလိုက်တာအဲဒီတော့ဒါလုပ်ခဲ့တာပေါ့နော် i remember trying hard a lot when i was when i was in high school နော် high school တော့အစားတအားစူးစားခဲ့တာကိုတတိယလိုက်တာ i remember i regret not studying too much နော်အစားသိမ့်မလုပ်တာကိုနောက်ထပ်ရလိုက်တာအဲ့လိုပြန်ပြောတာနော် okay so next one is stop go on stop go on ရဲ့အနောက်မှာလဲအရင်ကြည့်လိုက်ရင်တမျိုး infinitive လိုက်ရင်တမျိုးဖြစ်သွားတယ် so we stop walking we stop walking ဆိုရင်လမ်းလျှောက်နေတာကိုရက်ခဲတာ hit me walking me existing action အခုလက်ရှိလုပ်နေတဲ့ existing action ကိုရက်တာနော် walking he just went on repeating the question ဒီမေးခွန်းကိုပဲထက်ထက်တလဲလဲနဲ့ဆက်ပြီးတော့မေးခဲ့တယ်နော် went on repeating the question ဆို repeating လုပ်နေတာဒီ existing action အဲ့တော့ stop တို့ go on တို့ရဲ့နောက်မှာအရင်ကြည့်လိုက်ရင်နော်အနောက်ကဟာဒီ existing action I existing action လုပ်နေတာကိုရက်တယ်ဒါမှမဟုတ်လေဆက်သွားတယ် we stop to have a rest apparatus လောက်ဖို့ရက်ခဲ့တယ်ဆိုတော့ apparatus mean following action အခု action ပြီးသွားရင်နောက်လုပ်မဲ့ action ပေါ့နော်နောက်လုပ်မဲ့ action အနားယူဖို့အတွက်ရက်ခဲ့တယ်အဲသူတခုခုလုပ်နေတဲ့ဟာကိုရက်လိုက်တယ်ပေါ့နော် after rejecting my proposal proposal ကိုငင်းခံရပြီးတဲ့နောက် a proposal ကိုညင်းလိုက်ပြီးရနာ he want on to explain why ဘာကြောင့်ညင်းလဲဆိုတာကို session ပြတယ် want on i he want on to explain he went on to explain လို့ပြောလိုက်တာဒီဒါ following action next action သူနောက်ထပ်အကြောင်းအရာဘာကြောင့်ဆိုတဲ့ reason ကိုထပ်ရှင်းပြတာအဲ့လိုမဟုတ်ပဲနဲ့လေအဲ့ဘိုးအောင်ရဲ့နောက်မှာအရင်ကြည့်ပဲဆက်လိုက်တယ်ဆိုရင်ကြောင်းအခုလက်ရှိအကြောင်းအရာပဲပေါ့နော်အဲဒီမှာလေ one on repeating the question ဆိုဒီ question ကိုပဲထပ်တယ်လဲလဲပြောနေတယ်ဟာ for example အာ i i go on chatting with my friends the same topic no? Uh, the topic to cool air will then get in as a car, pure need a little more I go on, uh, sorry, I stop. Oh, no, oh, Chessy, like me, Tima, because I got your at I'm one on, oh, no, I went on chatting, discussing alone, let me. I went on discussing this the same topic, the same topic with my friends. အတငယ်ချင်းနဲ့ဒီ same topic ကိုဆွေးနွေးတာကိုဆက်ဆွေးနွေးခဲ့တယ် with my friend เนาะ so ဒါဒီ one on ing ဒီ go on ing ဒီဒီအကြောင်းအရာတစ်ခုလည်းဟိုပဲဆက်လုပ်တယ်လို့ပြောချင်တာဘလို့မဟုတ်ပဲနဲ့ i want on to လို့ရေးလိုက်မယ် to discuss i want on to to discuss uh about fashion I want to discuss about fashion. Fashion အကြောင်းကိုဆက်ဆွေးနွေးရဲဆိုရင်ဒီမှာလည်း one on go on ပဲเนาะအဲ့တော့ဘာဖြစ်သွားလဲဆိုရင် to discuss လို့ပြောတဲ့အတွက်ဒါဒီ topic ပြောင်းသွားပြီခုနကတော့လက်ရှိပြောနေတဲ့ topic မဟုတ်တော့ဘဲနဲ့နောက်ထပ်တခြား topic တစ်ခုကိုပြောင်းလိုက်ပြီးဆိုရင် to but one နဲ့ရှိတယ်ဒီလက်ရှိ existing topic ကိုပဲဆက်ပြောနေရဲဆိုရင်တော့ ing နဲ့ရှိတယ်အဲ့ဒါက go on ing နဲ့ go on to infinitive ကဲဟိုကွဲအဒီကွဲပြားခြားနာချက်ပေါ့เนาะ အဲ့ဒီမှာကတော့ဒါကတော့တခြားဟာနည်းနည်းထည့်ပြောပါတော့เนาะဒါကတော့အဲဒီဒီ slide မှာကတော့ ing လိုက်မယ်ဆိုရင်ဒါ existing action ဆက်လုပ်တယ်လို့ပြောတာရက်တာပဲဖြစ်ဖြစ်ပေါ့เนาะဒီမှာ stop ဆိုရင်လည်းလမ်းလျှောက်နေတာကိုရက်တယ်ပေါ့အဲဒီမှာဆိုရင် one on one on walking ဆိုရင်ကြာရလဲဒါလမ်းလျှောက်နေတာကိုဟိုဘယ်လိုပြောမလဲဆက်ပြီးတော့လျှောက်တယ်လို့ပြောချင်တာပေါ့เนาะတူလို့ပြောလိုက်ပြီးဆိုရင်ကြာတော့ဒါနောက်ထပ်တစ်ခုလုပ်ဖို့အတွက်ရက်လိုက်တာ stop to have a rest เนาะအာ ဒီမှာလည်းကြံမယ် one on to explain point ဆိုတာကဒီ proposal ကို proposal ကိုညင်းတဲ့ကိစ္စမဟုတ်တော့ဘဲနဲ့ဘာကြောင့်ညင်းလဲဆိုတာဆိုတာထက် next topic ကိုဆက်ပြီးတော့ပြောချင်တာမျိုးပေါ့နော် okay so အဆိုရင်နောက်ထပ်ပါရှိမလဲဆက်ကြည့်ရအောင်အော်ပြီးသွားပြီအဲ exercise လေးလုပ်ဖို့ပဲရှိရတယ်အဲ့တော့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးတွေမှာအဲနေ့ကျင်ကန်လေးပြန်လုပ်ကြည့်ပါဒီ video လေးကို pause လုပ်ပြီးတော့ နော်ဒီလေးချင်ခန်းလေးလေ့ကြည့်ပါအဖြေလေးတွေကို comment မှာဖြစ်ဖြစ်ရေးပြီးတော့ပို့ထားလို့ရပါတယ် so i like ဆိုရင် swimming လား i like to swim လား would you like ဆိုရင်ဘာဖြစ်မလဲ did it mean did it mean to hurt လား hurting လား being a doctor means နော် walking လား to walk လားပေါ့နော် the car needs washing လား uh to wash လား i need studying လား i need to study လား what ဆိုတော့ရှေ့မှာပြောခဲ့တဲ့အကြောင်းအရာလေးတွေကိုမှတ်မိလိုက်မယ်လို့ ယုံကြည်ပါတယ်။ Okay ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲเนาะအလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာဘယ်လိုမျိုးဒီမတူညီတဲ့အသုံးနှုန်းလေးတွေအာဒီသုံးရတယ်ဆိုတာအင်္ဂလိပ်စာကြောင်းလေးတွေစာရေးတဲ့အခါပြောတဲ့အခါမှာအများကြီးအသုံးဝင်တာတွေ့ရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။